ောက်ပါလေကျွန်တော်စိတ်ထဲမှာချက်ချင်းသိတယ်။အော် तू ကဒေါသမထွက်တဲ့ဘယ်လိုပဲကျွန်တော်အဲ့လိုပဲမြင်တယ်လေ။တကယ် तू ကအပြင်မှာတစ်ခါမှကျွန်တော်တို့ဒေါသထွက်တာတစ်ခါမှတွေ့ဘူး။ကျွန်တော်တို့ကပဲသူ့ရဲ့လည်းငယ်ရဲနဲ့အခါကျရင်အော်ဟစ်ပြီးတော့လေသူ့လည်းအော်အော်လည်းသူကပြုံပြုံလေးပဲ။အရာ AC သမားပေါ့နော်။ဟုတ်ကဲ့။ကြည်ပြလေပြတကယ်ချစ်ခဲ့။မဟုတ်ဘူး။ငါမေ့စစ်သူမဟုတ်ဘူး။အဲကျွန်တော်နားလဲပါတယ်။ဘာလဲဆိုတော့ဒါလူငယ်တဲ့အနှစ်20လောက်ကကိစ္စတွေပေါ့နော်။ကျွန်တော်အသက်23 23 22 23လောက်မှာကျွန်တော်တို့ဆိုင်းဆိုင်းနဲ့အများကြီးအလုပ်တွေတွဲလုပ်ခဲ့ကြရတယ်။အာတောက်လျှောက်ပါကျွန်တော်တို့အမ်ဆယ်စုနှစ်တခုလောက်ကျွန်တော်တို့ကအတူတူအများကြီးလက်တွဲပြီးလုပ်ခဲ့တယ်။မင်းကလေးတွေအဲ့လိုပဲ။ကြိုက်များကြိုက်သွားလို့ကတော့တဘောအောင်ဆရာကြီးလုံးမှာ။အဲမပြောပြပါဘူး။မပြောပြသူနဲ့ကကျွန်တော်ဖုန်းပြောပြပါတယ်။အပြင်မှာလည်းရိုးရိုးတွေ့ဖြစ်တယ်။ဒါပေမဲ့ဒီဒီဒီကိစ္စတွေတော့မပြောပြဘူးပေါ့။ဒါပေမဲ့တေးကြတာတော့အဲကျွန်တော်တော့အိမ်တော်တဲ့ဘွားနဲ့ဒီလိုကလေးအဖေဘွားကိုတော့ကျွန်တော်တော့ပူကြိုက်တယ်။ လာလူပြောရည်အဲမပြမပြီးဖြစ်ပါဘူးကျွန်တော်တို့အခု app မှာကျွန်တော်တို့ဇလန်းနေပေါ့နော်ဇလန်းအစ်စ်တွေအများကြီးကျွန်တော်ရိုက်ပြီးသားတွေလည်းရှိတယ်ရိုက်ဖို့လည်းရှိတယ်ရိုက်နေသေးတွေလည်းရှိပါတယ်အာဇလန်းအစမတူညီပါဘူးအာ idea တွေကလူငယ်တွေစီကလာတယ်အကောင်းဆုံးကျွန်တော်တို့အာလှုပ်ဆောင်ထားတယ်ကျွန်တော်တို့ဘက်ကတော့တတ်နိုင်သမျှပတ်မိုးထားတာပေါ့နော်လူငယ် director တွေရဲ့ စမ်းသစ်တဲ့ idea တွေရိုက်ချက်တွေအများကြီးကိုတွေ့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါခင်ဗျအဲကျွန်တော်နားလည်ပါတယ်ဘာလို့လဲဆိုတော့ဒါလွန်ခဲ့တဲ့အနှစ်20လောက်ကကိစ္စတွေပေါ့နော်ကျွန်တော်အသက်23 23 22 23လောက်မှာကျွန်တော်တို့ဆိုင်းဆိုင်းနဲ့အများကြီးအလုပ်တွေတွဲလုပ်ခဲ့ကြတယ်အာတောက်လျှောက်ပါကျွန်တော်တို့ဆယ်စုနှစ်တခုလောက်ကျွန်တော်တို့ကအတူတကွအများကြီးလက်တွဲပြီးလုပ်ခဲ့တယ်နောက်ပိုင်းမှာတော့ ကျွန်တော်ကကြော်ညာရိုက်တာများတယ်သူနဲ့လည်းကြော်ညာအများကြီးရိုက်ခဲ့ပါတယ်ဒါပေမဲ့ကြော်ညာကြတော့ဘယ်သူနဲ့ဘယ်သူရိုက်လဲလို့ဘာလို့ကကျွန်တော်တို့အဲပြိတ္တအတိတ်မသိရအောင်ပါနော်သူတို့ကိုပဲဆိုင်းဆိုင်တော့ပဲလူတွေကတွေ့ရတာပါတကယ်တော့ကြော်ညာသူနဲ့ကျွန်တော်အများကြီးရိုက်ခဲ့ပါတယ်အဲသူနဲ့ကတောက်လျှောက်အလုပ်လုပ်ဖြစ်တယ်အဲပြိတ္တရှိကိုတော့ဒီလိုမီဒီယာတွေပိုင်းနဲ့ကျွန်တော်တို့ကအတူတူနှစ်ယောက်တွဲပြီးတခါမထွက်ပြတ်တော့တာပါနော်ဘဝမှာတစ်ခုခုကို ဆုံးဖြတ်ခက်ခဲနေပြီဆိုရင်နှလုံးသားရဲ့နော်။ဒါလေစကားပြောဖို့ရှိပါတယ်။ဒါပေမဲ့လောလောဆယ်သူ့သူ့ရဲ့ အဲသူ့ရဲ့ကားရုပ်ရှင်ကားကြီးသူကိုယ်တိုင်ထုတ်လုပ်တဲ့ရုပ်ရှင်ကားကြီးကလည်းတင်နေတဲ့အချိန်ဖြစ်တယ်ကျွန်တော်တို့ကလည်းဒီ app တော့ကိုလုံးဆောင်နေတဲ့အချိန်ဖြစ်တော့ဒါကျွန်တော်တို့ရဲ့ first step ပေါ့နော်ပထမဆုံးခြေလှမ်းလှမ်းတဲ့အချိန်ဖြစ်နေတော့ကျွန်တော်တို့လည်းအရင်အလုပ်ရှုပ်နေတာဒီတစ်ပတ်ထဲမှာလည်းသူနဲ့စကားပြောပြစ်မယ်ထင်ပါတယ်ကျွန်တော်သူနဲ့လည်းအလုပ်တွေမြို့ပညာအလုပ်တွေပြန်တွဲလုပ်ဖို့ရှိပါတယ်အဲမပြောပြစ်ပါဘူးမပြောပြစ်သူနဲ့ကကျွန်တော်ဖုန်းပြောပြစ်ပါတယ်အပြင်မှာလည်းရိုးရိုးတွေ့ဖြစ်တယ်ဒါပေမဲ့ဒီဒီဒီကိစ္စတွေတော့မပြောပြစ်ဘူးပေါ့ဒါပေမဲ့တေးကြတာတော့အဲကျွန်တော်တော့ အိမ်တော်နယ်ဘဝနဲ့ဒီလိုကလေးအဖေဘဝတော့ကျွန်တော်ကတော့ပူကြိုက်တယ်အဲမပြေမပြေဖြစ်ပါဘူးကိုပြောတော့ဘသူ့ကိုမှမချစ်ခင်ဘူးပါအောင်ဆိုဒါပေမဲ့ဒီတစ်ခုတော့ဘာမှမပြောရလို့ကိုဖုံးကွယ်ထားခဲ့မိပါလားဇကားကြီးကြည့်ဖြစ်ပါတယ်သူသူဇကားကြီးကျွန်တော်ကြည့်ဖြစ်ပါတယ်ဟိုကောင်းပါတယ်နောက်တော့တစ်ခုရှိတာကကျွန်တော်ကတော့ကျွန်တော်ပထမဆုံးရိုက်နေဒီချမ်းလာဒီချမ်းသူနဲ့ပဲရိုက်တာကျွန်တော်ကတော့သူ့အိုက်ကလေးက တယောက်ဆောင်ကောင်းတယ်လို့ပဲကျွန်တော်တော့ဟိုထင်တယ်လေနော်ကျွန်တော်သူနဲ့ပဲပထမဆုံးကျွန်တော်ရိုက်တဲ့ကားလဲသူနဲ့ပဲရိုက်ခဲ့တာဖြစ်တဲ့အတွက်ဒါပေမဲ့သူမတူတော့ဘူးပေါ့အသက်အရွယ်တခုရလာတဲ့အတွက်အိုက်တင်တွေတော့မတူတော့ဘူးအာပိုရင်းကျက်လာတယ်ပေါ့နော်နည်းနည်းသူကတီတီငိမ့်ငိမ့်ပိုတယောက်ဆောင်လာတာတွေ့ရပါတယ်ဟုတ်အဲအဲ့လိုတော့မတော့ပါဘူးဒါပေမဲ့လည်းဟိုပြောချင်တာတော့ဒါကျွန်တော်တို့သူ့မြင်နေကြ ုံစံလို့ပဲကျွန်တော်တို့မြင်တယ်လေနော်ဟိုသူကအပြစ်မှလည်းဒီလိုပဲရိုးရိုးပဲဟိုအေးဆေးပဲပုံမှန်လင်းလင်းပဲဇလန်းထဲမှာလည်းသူဒီလိုလေးပဲသေယုံဆောင်သွားတယ်ပေါ့ဟုတ်အဲခုနလိုပေါ့ကျွန်တော်တကယ်ကျွန်တော်ပြိသက်တချို့ကအိုက်တုံးအစောပိုင်းနေပါစောပိုင်းနေမှာ तू तू ဒေါသထွက်တာတွေကအသိပြီးတဘာဝမကြောက်ဘူးလို့ပြောကြတယ်လေဒါဒါတော်တော်အစောပိုင်းမှာအဲ့တော့ကျွန်တော်အမြင်တော့သူကအပြစ်မှလည်းတော်တာထွက်တဲ့လူမဟုတ်ဘူးတကယ်အေးဆေးသမားလေသူစကားပြောတော့အေးဆေးပဲပြောတော့တချို့အရာတွေကတော့အဲပရိသတ်က မကြိုက်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့သူလည်းနောက်ပိုင်းတော့ပြောင်းသွားတယ်သူကအပြင်မှာသာဒေါသမထွက်လာဇလန်ထဲမှာတော့သူကအိုက်တင်နေနေတော့လှုပ်လာတွေ့ရပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တော့မကြည့်ပါဘူးဒါပေမဲ့လည်းကျွန်တော်တော့မကြည့်ဘူးဘာလို့လဲဆိုတော့ဟိုလေအချစ်ဆိုတာသူကိုယ်နာမှာရှိရှိမရှိရှိကိုယ်ရင်ထဲမှာအမြဲတမ်းရှိနေတဲ့အရာပဲ ကျွန်တော်စိတ်ထဲမှာချက်ချင်းသိတယ်။ဩ तू ကဒေါသမထွက်တတ်ဘူးပဲလို့ပဲကျွန်တော်အဲ့လိုပဲမြင်တယ်လေ။တကယ် तू ကအပြင်မှာတစ်ခါမှကျွန်တော်ဒေါသထွက်တာတစ်ခါမှတွေ့ဘူး။ကျွန်တော်တို့ကပဲသူတည်းလဲငယ်ရဲနဲ့တစ်ခါကျရင်အော်ဟိပြီးတော့လေသူ့လည်းဩဩလည်းသူကပြုံပြုံလေးပဲ။အရာအေးဆေးသမားပေါ့နော်။ Okay Okay ကျေးဇူးတင်ပါတယ်။အခုအာကျွန်တော်တို့ဒီလိုလာရောက်ပြီးတော့မှမီးပြီးတော့စာနေစင်းဆရာဆရာမများအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာအဲပြီးတော့မှကြည်နေသောပရိသတ်များအားလုံးလည်းကျွန်တော်တို့ဒီ app ကနေပြီးတော့တင်ဆက်သွားမယ့် ဒီ Tune TV app ပေါ့နော်။ဒါနေတင်ဆက်သွားမယ့်အစီအစဉ်တွေကိုစောင့်ကြည့်ပြီးတော့အားပေးပါဝေဖန်ပါကျွန်တော်တို့ထောက်ပြပါအကောင်းဆုံးဖြစ်ဖို့အကြံပေးပါလို့တောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။